ဒီ22ရက်6လ2025 Israel စစ်ပွဲကဒါနဲ့ဆိုရင်9ရက်မြောက်နေ့တည်းကိုဝင်လာပြီးတတင်းတွေကတော့ထွေထူးမရှိဘူးလွန်ခဲ့တဲ့3ရက်က ဖြစ်တဲ့အရာတွေကိုပဲစမျိုးပြန်ပြီးတော့မှတင်ပြနေတာပဲရှိတယ်ဒီကြားထဲမှာ true true ဖြစ်တယ်ဆိုတာတိတ်မရှိဘူးဒါပေမဲ့လို့မဖြစ်မတိုက်ဘူးလားဆိုလို့ရှိရင်လည်းတိုက်နေတော့မယ်ဒီချိန်မှာဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီချိန်မှာ true true မရှိဘူးဆိုတာဘယ်ဘက်ကမှတဒင်းတွေကိုငါတို့ဘက်ကဘာတွေဟိုကိုုံဆုံးသွားပြီငါတို့ဘက်ကဘာလို့တေခဲ့ပြီဆိုတဲ့အရာကိုတိတိကျထိုက်မထုတ်ပြန်ဘူးဒါပေမဲ့မနေ့တုန်းကတော့ Israel ပြစ်လိုက်တယ်ဣသရေလရင်ဘုံကျလိုက်တဲ့နေရာမှာ အီရန်ရဲ့နောက်ထပ်ဟိုနိတိပ္ပံပညာရှင်တယောက်ပါသွားတယ်လို့ကြားတယ်ဒါပေမဲ့လို့အီရန်ဘက်ကတရားဝင်ထုတ်ပြန်လာတော့ တိတ်မတွေ့ရဘူးဒါပေမဲ့ဟိုဒါတရင်ကတေချာတလောက်တော့ရှိတယ်အဲအဲ့တခုပဲ true chapter ရှိတယ်ကျွန်တော် true chapter မရှိဘူးဒါပေမဲ့လို့လွန်ခဲ့တဲ့၄-၅ရက်တုန်းကဖြစ်ခဲ့တဲ့အရာတွေကိုပဲပြောနေတာကတော့ဒါနည်းနည်းစဉ်းစားစရာဖြစ်တယ်ဘာလို့ဆိုချင်အမေရိကန်တွေကတခုခုလုတော့မယ်ဆိုလို့ရှိရင်ဖြစ်ပြီးသားအရာကိုစမြုပ်ပြန်တာရှိတယ်ဗျငါတို့ဒါကြောင့်မို့ဒီကိုတိုက်ရတယ်ဆိုတဲ့အရာလေးကိုအကြောင်းခံချင်တာလဲပါတယ်ဗျဥပမာဗျဒေါ်နယ်ထရန့်ကလွန်ခဲ့တဲ့၄-၅ရက်က G7 အစည်းအဝေးကနေပြီးတော့လှည့်ပြန်ခဲ့တဲ့အရာကိုသတင်းဌာနအကြီးတွေကနေပြီးတော့မှဒါကိုပဲထပ်ခါတက်ခါပြောနေတယ်ဗျာဒါကလည်းအကြောင်းရှိတယ်နောက်တစ်ခုကလွန်ခဲ့တဲ့၄-၅ရက်တုန်းက Israel နိုင်ငံမှာရှိနေတဲ့ကြီးမားတဲ့ဆေးရုံကို ဘုံချိတ်ခဲ့တဲ့အရာဒါကိုပဲသတင်းဌာနအကြီးကြီးကြီးတွေကထက်ခါထက်ခါပြောနေတယ်ဗျာဒါကလည်းအကြောင်းရှိတယ်ငါတို့ဒီစေယုံကြီးကိုအော်အီရန်ကလူသားချင်းမစာမနာပစ်လိုက်တယ်ဆိုတဲ့အရာကိုပဲပြောနေတယ်ဆိုကြဲကိုကသူတို့လက်စားချေတုံ့ပြန်မယ်ကြီးကြီးမှတုံ့ပြန်မယ်ဆိုတဲ့အရာကိုအကြောင်းခံချင်တာဖြစ်တယ်နောက်တစ်ခုကဒါကိုလည်းကျွန်တော်ကဟိုမတနာတာမဟုတ်ဘူးမတရားဘူးလို့မြင်မိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဥပမာဗျာယူကရိန်းနဲ့ ရုရှားစစ်ပွဲဖြစ်တဲ့နေရာကနေပြီးတော့မှကင်ဆာယောဂဝင်လာတဲ့ကလေးလေးကစစ်ဘေးရှောင်လာပြီးတော့မှအီရန်ဆေးုံမှလာတက်တယ်ဒါသတင်းကြီးတဲ့လူတွေသိတယ်အီရန်ဆေးုံမှ sorry အစ္စရေးဆေးုံမှလာတက်တယ်အဲ့ဒါကိုအီရန်ပြစ်လို့လိုက်တဲ့ဒုံးကြီးကထိမှန်ပြီးတော့တေဆုံးသွားတယ်ဗျာဒါကြီးကိုအကြက်တဝက်ဖော်ပြပြီးတော့မှအီရန်ကပဲလူသားချင်းမဆန္ဒပဲပြစ်လိုက်တဲ့ဆိုတဲ့ပုံစံမျိုးဖော်ပြတယ်တော်ပြောမယ်ဆိုရင်ကျွန်တော်ကမလဲမတနာဟုတ်လားမဟုတ်တနာတာပေါ့ဒါတော့အေကင်ဆာယောဂဝင်လာတဲ့သူ့မှာနေစရာမရှိဘူးပြဆက်ပေးဆောင်ပြီးတော့ထွက်ပြေးပြီးထိတာဒါပေမဲ့လို့ဒီဟာကိုကြတော့ အစ္စရေးနဲ့အမေရိကန်ကိုထောက်ခံတဲ့သတင်းဌာနအကြီးကြီးကအကျယ်တဝက်ဖော်ပြပြီးတော့မှဂါဇာမှာဗျာအများကြီးတိုက်စဲကလေးတွေဗျာဒါကိုကျတော့ဘာလို့အကျယ်ဝက်ဖော်ပြဒါကြီးကိုကျွန်တော်ကမတနာတာမဟုတ်မတရားဘူးလို့ပဲကျွန်တော်မြင်မိတယ်ဗျာဒီကလေးကိုမတနာဘူးလားမဟုတ်ပါဘူးဒါပေမဲ့သူတို့လုပ်တဲ့အရာကဗျာသူများ ကိုသူတို့လုတ်တဲ့အရာကိုကြတော့တကယ်မဖော်ပြဘဲနဲ့သူတို့ဘက်ကခံရတဲ့အရာကိုကြတော့အကျယ်တဝင့်ဖော်ပြပြီးတော့အီရန်အီရန်ကလူသားချင်းမဆန္ဒဘူးဆိုတဲ့ပုံစံမျိုးနဲ့အမေရိကန်ကဝင်ချင်တာလားဒါကိုတော့စဉ်းစားတာဖြစ်တယ်ဒါကတော့တစ်ဖက်ပေါ့နောက်တစ်ဖက်ကကြည့်မယ်ဆိုလို့ရှိရင်စေးဘက်ကိုလှည့်မယ်ဆိုလို့ရှိရင်ပူတင်နဲ့ချီကျင်းဖင်နဲ့ဖုံးဆက်တယ်ဒီဖုံးဆက်တဲ့အရာကဘာဖြစ်လို့တည်င်းတွေကဟောကြီးကြီးမားမား trade through မတက်လာတာလဲဆိုကျွန်တော်စဉ်းစားခဲ့တယ်ဒါသူတို့နှစ်ယောက်ပြောတဲ့အရာက လုံးဝကိုတူတိတ်တာလားလှုပ်ဝက်ထားတာလားဘာလဲတော့မသိဘူးဒါတော့ဒါသူတို့နေရာဖုံးဆက်တဲ့အရာပေါ့ဒါပေမဲ့ဒီထဲမှာပူတင်ကိုသတင်းဌာနတွေကမေးတဲ့အခါမှာဥပမာအဲအီရန်ရဲ့ခေါင်းဆောင်ခမီနီကိုဟိုအမေရိကန်တွေကလုတ်ကြံလိုက်လို့ရှိရင်ပူတင်အနေနဲ့ဘလို့တုတ်ပြန်မလဲလို့မေးတဲ့အခါမှာဒီဥစ္စာကိုသူမပြောချင်ဘူးပေါ့ဗျာသူ ဟိုမစင်းစားသေးဘူးဆိုတော့မဟုတ်ဘူးသူကပါဒီဥစ္စာကြီးမဆွေးနေချင်ဘူးဆိုပြီးတော့သူငင်းပယ်သွားတယ်ဗျာဒါကလည်းတတိမဲလို့ပြောလို့ရတာဘာသူအဲထဲမှာဘာအကြံစီရှိတာလဲဒါမှမဟုတ်ရှင်လေဒီထဲကိုသူတို့လုံးဝကိုမပါဝင်ချင်တာလားသူတို့မျောက်ဖုံးဆက်ပြီးမပါဝင်ချင်တာဒါလည်းစဉ်းစားကြပါနောက်တစ်ခုကရှီကျင်းဖင်ကလည်းပြောတယ်ဒီရဲ့သူတို့ဟိုတိုက်ခတ်မှုကိုသူငင်းချင်းချင်းနဲ့ပြန်ပြီးဆွေးနွေးပါအဲဒါပဲသူတို့တတိပေးသွားတယ်ဗျာဒါဒီတဲ့ထွေထူးပြောတာတော့ဟောမတွေ့ရဘူးဒါတော့အဲရှီကျင်းဖင်နဲ့ဟောပူတင်ဘက်ကထုတ်ပြန်လာတဲ့အရာပေါ့ကဲနောက်တဲ့အစ္စရေးနဲ့အဲ အမေရိကန်ဘက်ကအဟိုပြောတဲ့အရာတွေကတော့သူဒီနှစ်ပတ်အတွင်းမှာအမေရိကန်သမ္မတ Trump ဟောဒီအဓိက Trump ပဲ။ဟောဒီနှစ်ပတ်အတွင်းမှာ Israel ကိုစောက်တော့ Iran ကိုစောက်ကြည့်မယ်။စောက်ကြည့်ပြီးတော့မှသူဝင်တိုက်ချင်ဝင်တိုက်မယ်။ဒါပေမဲ့ဝင်တိုက်ချင်ဝင်တိုက်မယ်ဆိုတဲ့စကားအแทမှာ သူအခုလဲသူတိုက်နေတာပဲပြောမယ်ဆိုလို့ရှင်တော့ Israel ဘက်ကနေပြီးတော့သူတိုက်နေလို့ပြောလို့ရတယ် Israel ကိုသူထောက်ပံ့နေဩ Israel ကိုပြစ်လိုက်တဲ့ဒုံးကျည်တွေကိုသူတို့ဂျားဖြတ်ဩဖြတ်စည်းရတဲ့မှာသူတို့ပါတယ်ဗျဒီအရာကလည်းဩ American တွေကထဲထဲဝဝင်ဟိုဒီနှစ်ပတ်အခြေပေးတဲ့ဆိုတဲ့အရာက Israel နိုင်ငံထဲကိုလုံးဝစစ်တီတော်တွေလွတ်ပြီးတော့ပဲဩတိုက်ဖို့အခြေအနေလားဆိုတော့စဉ်းစားဖို့အတွက်လိုအပ်တယ်ကဲဒီမှာ Iran ဘက်ကပြောမယ်ဆိုလို့ရှင် Iran ဘက်ကနေပြီးတော့မှာ ပြစ်လွတ်လိုက်တဲ့ဒုံးကျည်ဒီကိုစဉ်းစားစရာဖြစ်တယ်ဗျအဲ့ဒါဘာလဲဆိုရင်ဥမာအီရန်ကဒုံးကျည်ကိုသူထုတ်လိုက်တဲ့အရာတွေကိုဒါပညာရှင်တွေခံမှန်းတဲ့အရာကိုကျွန်တော်ပြောတာနော်ဒုံးကျည်ထုတ်လို့တဲ့အရာမှာ तू တလမှာအစည်း 600လားထုတ်လုပ်တယ်လို့ပြောတယ်ဗျဒါကလည်းဟုတ်လားမဟုတ်လားတော့မသိဘူးဒါပေမဲ့ဖြစ်နိုင်ခြေကို short ချမယ်ဆိုရင်တစ်လမှာ C 400လောက်တော့ short ချလို့ရတယ်ကျွန်တော်အမြင်ပြောပြတာเนาะတစ်လမှာ C 400မှာဒီတစ်လ C 400မှာဒုံးကြီးအကြီးစားလည်းဖြစ်ဖြစ်နိုင်တယ်အပေါ်စားလည်းဖြစ်ဖြစ်နိုင်တယ်ဒါပေမဲ့400နဲ့ချင်းချင်းပြီးတွက်မယ်ဆိုရင်တစ်နှစ်မှာ C 4000 10နှစ်ဆိုလို့ရှိရင်အ C 4000ကျော်အဲထုတ်လုပ်နိုင်တယ်လို့ပြောလို့ရအ C 5000ဝန်းကျင်ထုတ်လုပ်နိုင်တယ်ကဲ20အတွင်းမှာအ C ပေါင်းဘယ်လောက်ထုတ်လုပ်နိုင်မလဲစဉ်းစားကြည့်လိုက် အားကြောင့်မလို့အီရန်ကို short တွက်လို့မရဘူးလို့ကျွန်တော်ပြောတာကဲအခုအစ္စရေးကိုသူပြစ်လွတ်လိုက်တဲ့ဒုံးကျည်တွေကဘာမှမဟုတ်သေးဘူးသူဤသူထုတ်လုပ်တဲ့များအရာအားလုံးထဲမှာအစီး9000မှာ2000လောက်ကအစ္စရေးနိုင်ငံကိုရောက်နိုင်တဲ့ဒုံးကျည်တွေဖြစ်တယ်ဒါပေမဲ့အစီး3000လောက်ကဘယ်အတွက်ထုတ်လုပ်ထားတာလဲဒါစဉ်းစားစရာပဲအစီး3000လောက်က မေရိကန်စစ်အခြေစိုက်စခန်းတွေကိုပြစ်လွတ်ဖို့အတွက်ထုတ်လုပ်တာလို့လည်းပြောလို့ရတယ်ဗျ။အားကြောင့်မလို့ဒေါ်နယ်ထရန့်ချင်းချိန်နေတဲ့အရာတွေအမေရိကန်စစ်အခြေစိုက်စခန်းတွေနေရာရွေ့နေတဲ့အရာတွေကလည်းအီရန်ရဲ့လက်နက်တွေကိုသူတို့ထပ်ပြီးတော့ချင်းချိန်နိုင်ဖို့အတွက် ဖြစ်တယ်။နောက်တစ်ခုကအခုအစ္စရေးကတော့သွားပြီးတော့ဘုံနဲ့သွားကျင်းနေတယ်။ဒါပေမဲ့အီရန်စစ်အခြေစိုက်စခန်းတွေကိုဒါသွားကျင်းနေတာ။အီရန်အဓိကထုတ်လုပ်တဲ့ ဘုံထုတ်ဘုံထုတ်လုပ်တဲ့နေရာတွေဒုံးကြီးထားတဲ့နေရာတွေကိုသူတို့တရားမှာ20ရာဂိုင်းလုံးတော့ပဲရှင်းနိုင်သေးတယ်ဗျအများကြီးမရှင်းနိုင်သေးဘူးဆိုအီရန်နိုင်ငံကျေပြန့်တဲ့အတွက်အဲ့လောက်ပဲရှင်းနိုင်သေးတယ်ဟိုဘလောက်ဘလောက်ကြီးကျေပြန့်လဲဆိုလို့ရှိရင်ဥမာအီရန်နိုင်ငံတီဟီယန်မြို့မှာဆိုရင်လူကြီး70တန်းဝန်းကျင်ရှိတယ်လို့ပြောတယ်အဲ့ဒါကအစ္စရေးတနိုင်ငံဇာလောက်ရှိတယ်အဲ့တော့အစ္စရေးနဲ့အမေရိကန်တွေထောက်လန်းနိုင်တဲ့အရာက အီရန်နိုင်ငံထဲမှာတရာရာဂိုင်တော့မှ90ရာဂိုင်တော့ပဲထောက်လန်းတယ်90ရာဂိုင်တော့လုံးကမထောက်လန်းနိုင်ဘူးဘာဖြစ်လို့ဆိုရင်ဒီယာတွေကိုအီရန်တွေကတိတဲ့အတွက်ကြိုတင်ပြီးတော့မှကောက်ွယ်ထားတဲ့အရာလည်းဖြစ်တယ်ကဲဟုတ်ပြီအဲ့တော့ဆက်လက်ပြီးတော့ဘာတွေဆက်ဖြစ်လာမယ်ဒီကြားထဲမှာကျွန်စင်ချင်းစရာကသူတို့တရင်တွေကိုဖြစ်ပြီးသားလုံးကတဲ့၄5ရက်ဖြစ်ပြီးသားအရာတွေကိုထက်ခါတလဲလဲတင်ပြတဲ့အရာတွေကိုနံပါတ်1သတိထားမယ်နံပါတ်2ကဒီလုံးခဲ့တဲ့၄5ရက်ဒီဘက်အတွင်းပိုင်းမှာ ဖြစ်နေတဲ့အရာတွေကိုတိတ်ပြီးထက်တဲ့ဝင်မသိရဘူးဗျာဒါကလည်းနှစ်နိုင်ငံနှစ်နိုင်ငံလုံးကတူဝက်ထားတဲ့အရာလို့ပြောလို့ရတယ်အီရန်နိုင်ငံဘက်ကလည်းအင်တာနက်တွေဖြတ်တောက်ထားတယ်လို့ပြောတယ်။အစ္စရေးဘက်ကလည်းအင်တာနက်တော့ဖြတ်တောက်ဘူး။ဒါပေမဲ့သူတို့ကျွန်တော်လိုင်းအောင်မှကြည့်လို့ရှိရင်ဗျာဟိုဖြစ်နေတဲ့အရာတွေအော်ဆွဲတဲ့အရာတွေတင်လာတော့တွေ့ရတယ်။ဒါပေမဲ့လို့ကြီးကြီးမားပျက်စီးတဲ့အရာတွေကိုလိုင်းပေါ်တက်လာတာမသိမတွေ့ရဘူး။ဒါလည်းစဉ်းစားစဉ်းကြည့်ကြပဲ။ကဲဟုတ်ပြီ။ကျွန်တော်တင်ပြချက်ကတော့ဒီနေ့တလောက်ပဲ။နောက်နေ့မှဆက်ပြီးတော့တင်ပြပေးသွားမှာမို့ကျွန်တော်ပြောပါပြီးကြည်မာတယ်။ကျွန်တော်ရဲ့ page လေးကိုလည်း like follow လုပ်ပေးကြပါဦး။